ထိုင်းကုန်လုံပြူချမှုမှာ၁၄ရက်တာလောက်ပြင်းမိနေခဲ့ပေမယ့်တရှင်တန်ခဲ့တဲ့မြန်မာနိုင်ငံသားမင်္ဂလာပါရှင် Famous Silly News မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ March 28နေ့မှာဖြစ်ပေါ်ခဲ့တဲ့9.9ပြင်းရရှိတဲ့မြင်းကလေးဟာမြန်မာနိုင်ငံကနေပို့ဖို့ပြုပြီးတခြားနိုင်ငံတွေအထိထိခိုက်မှုတွေရှိခဲ့တာပဲဖြစ်ပါတယ် ထို့ထဲမှာရွှေမြမာရီရဲ့အိမ်နီးချင်းနိုင်ငံတစ်ခုလည်းဖြစ်တယ်လို့အိမ်ဦးငယ်ချမ်းပြင်းလို့ကုလူသွာလာနေတဲ့နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာလည်းငလင်ကြောင့်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။အထက်မြင့်ဆောင်တွေများစွာလည်းပျက်စီးခဲ့ရတယ်လို့စောက်လုံဆင်းဆောင်တွေမှာလည်းပြိုကျမှုတွေဖြစ်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာမြန်မာလူထုမားတွေအတွက်ဘဝတက်လန်းကိုရှာနိုင်မှုအနည်းဆက်ဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့စောက်လုံရင်းနဲ့စက်ယုံလုပ်ငန်းစားတောက်လုပ်ငန်းတွေမှာမြန်မာပြည်နိုင်ငံသားတွေများစွာဝင်ရောက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ခြေခံလုပ်ငန်းတော်တော်များများမှာဝင်ရောက်လုပ်ကိုင်နေရတဲ့မြန်မာနိုင်ငံသားတွေဟာယခုဖြစ်ပေါ်ခဲ့တဲ့ထိုင်းနိုင်ငံငလေးမှာလည်းအသက်ပေးလိုက်ရတဲ့သူတွေများစွာရှိပါတယ်။ဒီကနေ့မတ်လ20ရက်နေ့မှာပြူကြပျက်စီးခဲ့တဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကစောက်လုံစင်အထက်30ဆောင်းမှာမြန်မာနိုင်ငံသားလူထုများစွာပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ လုံသားပေါင်း400ကျော်ပါဝင်လုကင်နေတဲ့ထူဆောင်လုံစင်ဆောင်ဟာပထမကျင်းငလင်းလုတဲ့အချိန်မှာပြိုကျခဲ့တာဖြစ်ပြီးလူပေါင်း28ဦးနဲ့အထိကိုက်ကင်းတဲ့ကျန်ရှိသူ68ဦးရှိတယ်လို့သတင်းရရှိခဲ့တာပဲဖြစ်ပါတယ်။ငလင်းဆောင်ဖြစ်တဲ့အချိန်ကစပြီးပြိုကျမှုတွေထဲမှာပိတ်မိနေတဲ့သူတွေကိုကယ်တင်နေတာဟာအခုချိန်ထိမပြီးသေးပါဘူး။ ထုတ်ထဲမှာမှငလင်းစားဖြစ်စေတဲ့အချိန်ကစပြီးလေးလပိုင်း၁၀ရက်နေ့ထိ၁၄ရက်ကြာပြိမိနေခဲ့တဲ့ပြိုချမှုတွေကြောင့်မှအသက်ရှင်ထွက်ပေါ်လာခဲ့တဲ့မြန်မာနိုင်ငံသားတူကတော့တကယ်ကိုအံ့ဖွယ်ဖြစ်ရလို့ရှင်သန်လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။အထက်မြင့်ဆောင်မှာလုံလုံနေတဲ့သူဖြစ်ပြီးငလင်လုတ်တဲ့အချိန်မှာလေကားတစ်တွေကနေစင်းရင်ပြေးလို့နေခဲ့ရတယ်လို့ဆိုပါတယ်။လူတွေကဝယုံတုံးကနေပြေးစင်းနေခဲ့ကြပြီးမယ်လေကားကနေအောက်ထက်ကိုရောက်ခုံစင်းခဲ့တယ်လို့ဆိုပါတယ်။ နောက်ဆုံးမှာတော့အောက်ဆုံးထက်ရှိကားပါကင်ကိုရောက်နေခဲ့ပြီးမှထွက်ပေါက်မှရှိပြီးအဆောင်ရည်ပြူကျတာအကုန်လုံးကိုခံထားရတယ်လို့ဆိုပါတယ်။ဒါကြောင့်မို့မထွက်နိုင်ပဲပြိမိနေခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ထူဆန်းနာဟာ၁၄ရက်ရင်အုပ်ပုံချာမှာညက်မိနေတဲ့ထူလူဟာကြမ်းကြမ်းမာမာနဲ့ပြင်ကိုပြန်ထွက်လာနိုင်ခဲ့တာပါ။ရှင်မရှင်စားမစားရပဲ၁၄ရက်ကြာတက်ရှင်နိုင်မှုဆိုတာမလွယ်ကူလို့တဲ့ကိစ္စပဲဖြစ်ပါတယ်။ ရေတက်တမနန်ထမင်းတခုနှစ်ရက်ဆိုရင်စွန်ယူစကားကိုပြောင်းပြန်လှန်နိုင်ခဲ့တဲ့ဒီလူဟောင်းပြန်လည်လွံ့မြောက်လာနိုင်ခဲ့တဲ့အတွက်လူတွေကအံ့ဩဝါဒမဆုံးဖြစ်နေကြတာပဲဖြစ်ပါတယ်။ထိုင်းဆိုရဟာငလိပီးနဲ့တိုက်ပြူကြမှုမှာညနာမှုခံရတဲ့သူတွေကိုထိုင်းဘန်ဝင်73သိန်းပေးမှဖြစ်တဲ့အတွက်နိုင်ငံခြားသားလုံသားတွေဖြစ်တဲ့မြန်မာနိုင်ငံလုံသားတွေဟာတရားစွဲဆိုမှုပြုလုပ်ပြီးထိခိုက်မှုကြောင့်ခိုင်လုံမှုရှိမှထုံရော်ကြေးကိုရရှိမှာပဲဖြစ်ပါတယ်။ 14ရက်နှစ်ပတ်ကျော်နေတိုက်ပြူတိုက်ပြက်တွေချာမှာအင်အားမပြတ်ပင်တောင်ခံနိုင်ငံရဲ့မြန်မာနိုင်ငံသားရဲ့လွတ်မြောက်လာတဲ့တည်င်းနဲ့ပတ်သက်ပြီးပြည်သက်ကြီးတို့ရဲ့မြင်ကိုယ်လင်း comment မှာဝေမျှပေးခဲ့ကြပါအောင်ရှင်။